ဒီကနေ့မှာတော့ DVV သတင်းဌာနရဲ့ဆောင်းပါးတစ်ပုဒ်လေးဖြစ်တဲ့စာရေးသူညူသူရဲ့ဇွဲမှန်ကူမြင့်အောင်လန်လွင်းဆိုတဲ့ဆောင်းပါးလေးကိုတင်ဆက်ပေးကြပါမယ်။ဤဆောင်းပါးလေးကိုတင်ဆက်ခွင့်ပြုပါရန် DVV သတင်းဌာနနဲ့စာရေးသူညူသူအားလေးစားစွာတောင်းဆိုအပ်ပါတယ်ရှင်။မြမပြည်သူတို့ရဲ့ຫນွေဦးတော်လှန်ရေးဟာ၄နှစ်ကျော်ပြီး၅နှစ်အတွင်းကိုဝင်ရောက်လာပြီဖြစ်ပါတယ်။အာနာလူစစ်အုပ်စုဟာ ပြည်သူလူထုရွေးချယ်ထားတဲ့အစိုးရထံကနေလက်နက်အားကိုနဲ့အာဏာလုစင်အခါကပြည်သူလူထုရဲ့သဘောဆန္ဒကိုအထင်သေးရှော့တွက်ခဲ့ဟန်တူပါတယ်။အာဏာယူရရဲ့ထုံးစံအတိုင်းလက်နက်နဲ့အနိုင်ကျင့်ဖိအားပေးလိုက်ရင်ပြည်သူများအနေနဲ့အူကျူးဒူးထောက်ရမယ်သာဖြစ်တယ်လို့ယူဆခဲ့ကြပြီးလိမ့်မယ်။အစင်လာအရာထို့သို့ထင်မြင်ယူဆနိုင်တဲ့အကြောင်းအရာတွေကလည်းရှိနေခဲ့သောကြောင့်ဖြစ်ပါတယ်။အထူးသဖြင့်မြန်မာတို့ဟာသွေးဆူလွယ်တယ် ွေးပူနေစဉ်အချိန်မှာဟော့ဟော့ဒိုင်းဒိုင်းတစွတ်ထိုးလုတ်တက်ကြတယ်။ဒါပေမဲ့တစ်ဖက်မှာလည်းအပျော်ပါမတ်တယ်။မိလွယ်ပျောက်လွယ်တယ်။အဲ့လိုအမူအကျင့်တွေကို အာနာရှင်အဆက်ဆက်ကအမိအယအတုံးချခဲ့ကြပါတယ်။မြေဦးတော်လိုင်းကြီးမှာအာနာလူစစ်အုပ်စုဟာသူတို့အထင်သေး short track ခဲ့တဲ့မြမပြည်သူတို့ရဲ့ခိုင်မာပြတ်သားတဲ့ဇွဲတတိကိုရင်ဆိုင်နေရပြီဖြစ်ပါတယ်။မြမပြည်သူတို့ရဲ့ຫນွေဦးတော်လိုင်းကြီးဟာ အချိုးအခွေအလှဲ့အပြောင်းမျိုးစုံကြားထဲမှာမှတိုးတက်လာခဲ့ခြင်းဖြစ်ပါတယ်။အဖိနှိတ်ခံပြည်သူလူထုရဲ့အဆုံးစွန်ပောက်ကွဲအောင်ကြွမှုတွေကြောင့်အာနာလူစစ်အုပ်စုရဲ့အခြေအနေမှာမကြုံစဘူးရင်းရိုင်းနေပြီဖြစ်ပါတယ်။ဒါကြောင့်ပဲသူတို့ဟာနီလန်းမျိုးစုံဖြင့်အာနာတက်ဆိုးရှိရေးအတွက်ကြိုးပမ်းနေရပြီဖြစ်ပါတယ်။ထို့ကဲ့သို့အခြေအနေမျိုးမှာမိမိတို့ပြည်သူတွေအနေနဲ့ဇွဲတက်တိခိုင်ခိုင်မာမာဖြင့် ရန်သူအာနာလူစစ်အုပ်စုကိုဆက်လက်ရင်ဆိုင်ချိန်မုံနိုင်ရန်အရေးကြီးလာပါတယ်။တော်လန်ရေးဟူသည့်အများကောင်းကျိုးအတွက်ခေါင်းလန်းကိုဖျက်ချော်ရခြင်းဖြစ်ရာမိတို့တော့အခြေအနေမျိုးမှမဆိုခိုင်မာပြတ်သားတဲ့တန်တိတ်ထန်ဖြင့်မရင်မရင်ရှောက်လန်းပါက မုတ်ချအောင်မြင်ရမယ်ဖြစ်ပါတယ်။အာနာရှင်နေအတွင်နဲ့သူတို့ရဲ့ရည်တည်ရှင်သန်ရေးအတွက်ပြည်သူလူထုကိုလေကြောင်းတိုက်ခိုက်တာမြို့ရွာတွေကိုဘီးလောင်တိုက်သွန်းတာ စတဲ့ရာဇဝတ်မှုတွေကိုစင်ဆက်မပြတ်ကျူးလွန်နေပါတယ်။တစ်ဖက်မှာလည်းတော်လိုင်းရေးစိတ်သက်တွေအားပြော့သွားစေရန်အကျိုးစီးပွားမလုံးနေပေးတာပျော်ပဲရှင်ပွဲအမျိုးမျိုးနဲ့ဆွဲဆောင်ဖျားယောင်းတာတွေကိုလည်းအစီအစဉ်ချပြီးလှုံ့ဆော်နေကြပါတယ်။သူတို့ရဲ့မတရားအာဏာလုမှုကို နိုင်ငံတကာမှာတရားဝင်မှုရရန်ကြိုးပမ်းနေကြပြီးပြည်သူလူထုရဲ့ခုခံတော်လှန်မှုကိုအချိန်ဆွဲချိန်မုံနိုင်ရန် ပြင်ဆင်နေကြောင်းလည်းထင်ရှားလာပေတယ်။ မြန်မာပြည်သူတို့အနေနဲ့စစ်အုပ်စုရဲ့သွေးခွဲဝါဒဖြန့်နာတွေသွေးဆောင်ဖျားယမှုတွေကို အထူးသတိထားတုံ့ပြန်ကြဖို့လိုအပ်ပါတယ်။အထူးသဖြင့်ရှားပေရုပ်ရှင်ဂီတနယ်ပယ်များမှာစစ်အုပ်စုရဲ့တစ္ဆာခံများကမီးမျိုးမျိုးနဲ့ထိုးပေါက်လှူရှားကတော်လင်ရေးရဲ့ပုံရိပ်ကိုကြာစင်းစေရန်တော်လင်ရေးစိတ်ဓာတ်တွေကိုရိမ့်ညင်စေရန်စနစ်တကျအကောင့်ထဲပေါ်ဆောင်ရွက်နေကြပါတယ်။ထို့သောဝါရဖြတ်မှုတွေကိုလည်းတိကျမှန်ကန်တဲ့သတင်းချက်လက်တွေ မှန်ကန်တဲ့လုပ်ရက်တွေဖြင့်တုံ့ပြန်နိုင်ရမယ်ဖြစ်ပါတယ်။ဒို့မှသာနိုင်ငံတကာအလဲမှာစစ်အုပ်စုရဲ့ရက်ဆက်ရုံမှမများမှာမိမိန်ပြက်ကွယ်သွားခြင်းမရှိဘဲထင်ရှားပေါ်လွင်နေမှာဖြစ်ပါတယ်။မြန်မာပြည်သူတို့အနေနဲ့ကြမ်းတမ်းခက်ခဲတဲ့တော်လှန်ရေးခရီးကိုကိုအားကိုကိုးပြီးတော့စ조사ချီတက်ရတာမှလွယ်ကူလှတာတော့မဟုတ်လာပါဘူး။အကျိုးစီးပွားကိုရှေ့တန်းတင်တတ်တဲ့အိန္ဒိချင်းနိုင်ငံများကြားမှာမတရားဖိနှိပ်မှုကိုစိတ်သက်တစ်ခုသာအရင်ပြူပြီး တွန်းလှန်ခုခံနေရခြင်းဖြစ်ပါတယ်။ယနေ့အချိန်ထိရရှိလာခဲ့တဲ့ຫນွေဦးတော်လှန်ရေးရဲ့အောင်မြင်မှုတွေမှာမြမပြည်သူလူထုရဲ့အာနာရှင်စနစ်အပေါ်ပူးပေါင်းဆန့်ကျင်မှုရဲ့ရလက်ဖြစ်ပါတယ်။ခက်ခဲသော်လည်းတော်လှန်ရေးခရီးမှာများစွာရှေ့ရောက်ခဲ့ပြီဖြစ်ပါတယ်။ဒါကြောင့်ဇွဲမှန်တင်းတင်းနဲ့စီစီလုံးလုံးဆက်လက်ခြိတက်ကြဖို့သာလိုပါတယ်။ຫນွေဦးတော်လှန်ရေးဟာပြည်သူတို့သာမလွဲမသွေအောင်ပွဲခံရမယ့်ပြည်သူတော်လှန်ရေးဖြစ်ပါတယ်။ လက်တလောအခြေအနေမှာစစ်အုပ်စုဟာ၎င်းတို့အဆက်တကွဲရှုံးနိမ့်ဆုတ်ခွာခဲ့ရတဲ့လာရှုမြို့ကိုတရုတ်အကူအညီနဲ့ပြန်လည်ဝင်ရောက်လာပါပြီ။ဒို့ပေမဲ့တိုင်းရင်းသားဒေါ်လန်တဖွဲ့တစ်ခုဖြစ်တဲ့မြမအမျိုးသားဒီမိုကရေစီမဟာမိတ်တမတော် MNDAA အနေနဲ့လည်း၎င်းတို့ရဲ့အခြေချနေမြေပထဝီအနေထားအရာမလွဲသွားသောတရုတ်ဖြစ်အားကြောင့်သာလာရှုမြို့ပေါ်မှာဆုတ်ခွာခဲ့ခြင်းဖြစ်ပါတယ်။လာရှုမြို့ပြင်၃မိုင်ပလဲတွင်ဝိုင်းပန်နေရာယူထားခြင်းဖြစ်ရာ လာရှုံမြို့မှာအာနာလူစစ်အုပ်စုရဲ့အုပ်ချုပ်ရေးရန်ညအပြည့်အဝလေပည့်ရီမှာအိမ်မက်မြတာဖြစ်ပေလိမ့်မည်။အမှန်စင်စစ်အဖြစ်တရုတ်ရဲ့မြမပြည်ကုံသွယ်ရေးဆိုင်ရာအကျိုးစီးပွားအတွက်စစ်အုပ်စုအားချွေးသိမ့်ပေးခြင်းအစဉ်ထက်ဘာမျှမပူပေ။လာရှုံဟာအချိန်မရွေးတော်လည်ရေးတမျှလက်တို့ပြန်လည်ရယူနိုင်သည်သာဖြစ်ပါတယ်။နိုင်ငံရေးစီရေးကစားပွဲများပြင်းထန်လာတာနဲ့အမျှမြမကြီးအနှံ့ဆင့်မြေပြင်းများမှာ တော်လင်ရေးတက်တွေရဲ့ထိုးစစ်ဟာလည်းတရွေ့ရွေ့ရှိတိုးလာနေပါတယ်။အင်းတော်ဒေသစစ်မျက်နှာမကွေးတိုင်းအနောက်ချမ်းစစ်မျက်နှာပဲခူးတိုင်းအနောက်ချမ်းနဲ့အရှေ့ချမ်းစစ်မျက်နှာအရာဝတီတိုင်းအနောက်ချမ်းစစ်မျက်နှာများနဲ့ချမ်းတောင်ဒေသကရားပြည်နယ်မွန်ပြည်နယ်ကရင်ပြည်နယ်တနင်္သာရီတိုင်းစစ်မျက်နှာတွေမှာတော်လင်ရေးတပ်ဖွဲ့တွေရဲ့နေညီသိန်းတိုက်ပွဲတွေမှာလည်းကျယ်ပြန့်လာပြီးဖြစ်ပါတယ်။တော်လင်ရေးဖြစ်တဲ့အတွက်အလုံးစုံပြည့်ပြည့်စုံခြင်းမရှိသေးတော့လေ ထိုအောင်မြင်မှုတွေဟာပြည်သူလူထုရဲ့မလျှော်တမ်းထောက်ပံ့ကူညီမှုတော်လှန်ရေးတပ်ဖွဲ့တွေရဲ့မစုံမနစ်စ조사မှုတွေကြောင့်ရလက်ကောင်းများပင်ဖြစ်ပါတယ်။ထို့သို့တရွေ့ရွေ့조사မှုဖြင့်သာမြမပြည်သူတို့ရဲ့ຫນွေဦးတော်လှန်ရေးဟာအောင်မန်းစွတ်ခွနိုင်မှာဖြစ်ပါတယ်။စစ်အုပ်စုဟာလည်းညီမျှပင်조사ရုံးကန်နေပါတော့လေစစ်မျက်နှာအတီးဒီမှာအရှုံးကြီးရှုံးနေပြီဖြစ်ပါတယ်။သူတို့ရဲ့အရှုံးကိုကြီးရွာများကိုလေရင်ဖြင့်ဘုံကျဲချင်းပြင်သာ အဆက်ပြေပယ်ရန်နေရပါတယ်။စစ်အုပ်စုရဲ့အရက်သားများအပေါ်ပြစ်မှတ်ထားတဲ့လေကြောင်းတိုက်ခိုက်မှုတွေဟာသတိထားကာကွယ်ရမယ့်အရေးဖြစ်ပါတယ်။စစ်ရေးနိုင်ငံရေးအပြောင်းအလဲဖြစ်လာတော့ခွင့်ရမျိုးတော့စစ်အုပ်စုအနေနဲ့ဘယ်သောအခါမှရရှိလိမ့်မှာမဟုတ်ပါဘူး။မြန်မာပြည်သူတွေအထက်ကမှဒီမြရက်ဆက်ယုံမာတဲ့အာနာလူစစ်အုပ်စုရမအပီးတိုင်လွတ်မြောက်ရေးကလည်းသူတို့အားအပီးတိုင်ချွေမုံရင်းနှီးလန်းတာရှိပါတယ်။ဒါကြောင့်နိုင်ငံရေးလောကရံမုံနိုင်မြောက်ကို အာတင်းကျော်ဖြတ်ကဇွဲတတိကြီးကြီးနဲ့ရင်ဆိုင်တွန်းလှန်မှသာလျှင်မြန်မာပြည်သူတို့အထူးလိုလားတောင်းတနေတဲ့စစ်အာဏာရှင်စနစ်ချုပ်ငြင်းရေး Federal Democracy ပြည်သက်တည်ထောင်ရေးပန်းနိုင်မှာမဝေးတော့ပါကြောင်း